အဲ့တော့ဒီဇိုင်းဘာသာရက်ကိုထိုင်းလန်နိုင်ငံမှာတက်ရောက်ဖို့စဉ်းစားနေတဲ့ကျောင်းကျောင်းသားတွေအတွက် Rockford International College ဘန်ကောက်အကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။အဲ့တော့ဒီဇိုင်းဘာသာရက်ကိုစိတ်ဝင်စားပြီးတော့ student visa နဲ့အဆင်ပြေတဲ့ထိုင်းလန်နိုင်ငံမှာတက်ရောက်ဖို့စဉ်းစားနေတဲ့ကျောင်းကျောင်းသားတွေအနေနဲ့ Rockford International College ဘန်ကောက်ကိုရွေးချယ်ပြီးတော့ကျွန်တော်မှာတက်ရောက်နိုင်မှာဖြစ်ပါတယ်။

You will get the best experience while studying here. We still have many fun activities or creative workshops to explore more. So, what are you waiting for? <laughs> ကြောင်းလျှောက်ထားဖို့အတွက်မိမိလျှောက်ထားမဲ့ဘာသာရပ်အတွက်ကို portfolio တင်စရာမလိုပါဘူး။ဒါပြင် IELTS TOEFL ရောမရှိတဲ့အကြောင်းတောင်ပါလေအနေနဲ့လေ refer ကြောင်းနေပြီးတော့ကြတော့မှစစ်ပေးတဲ့ English placement test ကိုဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်။ဒါပြင် Jolin ကို English reserve ရှိတဲ့အကြောင်းတောင်ပါလေအနေနဲ့လေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ နောက်ခုအနေနဲ့အချိန်၃နှစ်အတွင်း Bachelor ဘွဲ့ degree ကိုရယူနိုင်မှာဖြစ်ပြီးတော့နိုင်ငံတွဲကြုံရယူခြင်းနဲ့အကြောင်းတောင်းတာတွေအနေနဲ့ Bangkok Campus ကနေပြီးတော့ကြာတော့မှ Singapore Campus Raffles College of Higher Education ကို transfer ပြုလုပ်ပြီးတော့ကြာတော့မှလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ International Student အနေနဲ့အကြောင်းတောင်းတာနိုင်ငံပေါင်း26နိုင်ငံကနေပြီးတော့ကြာတော့မှအကြောင်းတောင်းတာတွေတက်ရောက်လျက်ရှိပြီးတော့80%က International Student တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့ကြတော့မှာ IGCSC GCO level အောင်မြင်ထားတဲ့အကြောင်းကြောင်းသားတွေတက္ကသိုလ်ဝင်အောင်မြင်ထားတဲ့အကြောင်းကြောင်းသားတွေ GD အောင်မြင်ထားတဲ့အကြောင်းကြောင်းသားတွေလက်ရှိတက္ကသိုလ်ပညာရေးမပြီးဆုံးနေတဲ့အကြောင်းကြောင်းသားတွေအားလုံး Raffle International College Bangkok ရဲ့ Adult Design Program ကိုရွေးချယ်ပြီးတော့ကြတော့မှာတက်ရောက်နိုင်မှာဖြစ်ပါတယ်။အနည်းဆုံး January ကျောင်းဖွင့်ချိန်ကိုလျှောက်ထားမဲ့အကြောင်းကြောင်းသားတွေအနေနဲ့မိမိလျှောက်ထားမဲ့ဘာသာရပ်အတွက်ဘယ်လိုမျိုး scholarship တွေကိုရယူနိုင်လဲ ကြောင်းလျှောက်ထားဖို့အတွက်ဘယ်လိုမျိုးစာရွက်စာတမ်းတွေကိုကြိုပြီးတော့ကြတော့မှပြင်ဆင်ထားဖို့လိုအပ်မလဲစတဲ့အသေးသေးအချက်အလက်တွေကိုကျွန်တော်တို့ study block information center မှာတွေ့ဆုံနေမြန်ပြီးတော့မှကြောင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ study block information center အနေနဲ့ကျောင်းသူကျောင်းသားတက်ဦးချင်းစီကိုကျောင်းလျှောက်ထားပြီးတဲ့ application process ကနေစပြီးတော့ visa process ထိအားလုံးကို one stop service နဲ့ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်